စစ်ကောင်စီကရာရီပြည့်ရက်ကြောင်းကြေညာပြီးရနောက်ရခိုင်ပြည်အတွင်းမှာစီရီတက်ခဲမှုပေါင်း409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကဧပြီလ24ရက်နေ့ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဗဟိုပြုပြီးပြင်းရွာ9.8ရှိတဲ့မြင်းကလေးလှုပ်ခတ်ပြီးရနောက်စစ်ကောင်စီကရက်ပေါင်း20ရာရီအပြစ်ခတ်ရစေကြောင်းဧပြီလ2ရက်နေ့ကကြေညာခဲ့ပါတယ်။ စစ်ကောင်စီက ceasefire ညညာချက်ကိုလေးစားလိုက်နိုင်ခြင်းမရှိဘဲဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အတွင်းကြောက်ဖြူတောင်ကုန်းကြောက်တော်စစ်တွေနဲ့ပောက်တော်မြို့နယ်တွေကိုပြစ်ခတ်တိုက်ခိုက်မှုပေါင်း409ကြိမ်အထိပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ရေးတိုက်ခိုက်မှုတွေပြုလုပ်ရမှာတိုက်လေရင်နဲ့လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာ၊စက်တက်လေထီနဲ့တိုက်ခိုက်တာ၊ရေတပ်သင်္ဘောတွေကပြစ်ခတ်တာ၊လက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေပါဝင်ပါတယ်။ စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့်အယက်သားတအုပ်သေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူတွေထဲက9ယောက်ကတော့အသက်9နှစ်ကနေ16နှစ်အကြားရှိတဲ့ကလေးတွေဖြစ်ကြပါတယ်။ဒါအပြင်နေ21လုံးဆိုင်နှဆိုင်နဲ့ဘာသာရေးအဆောက်အုံတစ်ခုအပါအဝင်အဆောက်အုံတွေလည်းထိခိုက်ပျက်စီးသွားခဲ့ရကြောင်းကို HDCO ကဖော်ပြပါဗျ။အခုလိုစစ်ကောင်စီကတိုက်ခိုက်နေခြင်းဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ပြောင်ပြောင်တင်းတင်းရှုပ်ပေါက်တာဖြစ်တယ်လို့ HDCO ကမက်ရှယ်ပြုထားပါတယ်။စစ်ကောင်စီဟာယာယီအပြည့်ရစေချောင်းကိုဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိထပ်မံတပ်တန်းတိုးထားတယ်လို့ဧပြီလ22ရက်နေ့ကထုတ်ပြန်ထားပါသေးတယ်။